ခမ်းဝါရဲ့အတိတ်တူကိုရှာတွေ့ပြီးတဲ့နောက်မှာနော်ဇက်တင်ဟာတိုက်စစ်ပေါ်ပြပြီးအီဆာကီရဲ့ခန်းစစ်ကြော်ဖက်နေကိုတုံးပြီးဂိုးလောင်ကိုစူးစမ်းခဲ့ပေမဲ့ခန်းစစ်အလုံကားနာကြောင့်မကျော်ထက်နိုင်ခဲ့ပါဘူးဝိုင်တေးကလည်းဘောလုံးရလာတာနဲ့နီကိုပြရာကြောင့်အီဆာကီကဂျာကနေလူဖြတ်ခဲ့ပါတယ်အီဆာကီကနီကိုကိုပဲတာဂတ်ထားပြီးတက်ခဲ့တယ်ဘောလုံးကိုဟိုးပစ်စီပြေးလို့ရတယ်အချိန်ကကွန်ဆိုးနေပါပြီတယ်မြတ်တိုက်စစ်ကိုတပွဲလုံးတိုးသွားမယ်ထင်နေရလားလို့နီကိုကပြောခဲ့ပါတယ်ခန်းစစ်ပဲဆုတ်နေတဲ့အခါမှာဇက်တင်သားတွေကဘယ်လိုတိုက်စစ်စရမလဲဆိုတာ မတိခဲ့ပါဘူးဒုတိယပိုင်းပြီးဖို့အချိန်နှဲနေတာကျန်တော့ဝါရတင်းကရုတ်တရက်တိုက်စစ်ဖို့ပြောင်းပြီးဗတင်းလုံးကရှေ့ကိုတက်လာတာကြောင့်ဇက်တေးရဲ့ကိုယ်နဲ့ကစားသမားတွေကလည်းဘရုကိုကက်လုကဲရမှမတိဖြစ်သွားခဲ့ပါတယ်တဲဘက်တဲ့ရဲ့အဓိကထိန်းချုပ်သူဖြစ်တဲ့နီကိုလက်ထဲရောက်လာခဲ့ပြီးဘူရမတာအကောင်းဆုံးမကာကွယ်ပေးခဲ့ရင်ဖျက်ရတော့မှာဖြစ်တယ်နီကိုကံမဲလုံလုံနဲ့အိုကာဝါစီကိုပေးလိုက်ချင်ပါတော့အချိန်ကလည်းမကြံတော့တာကြောင့်အတင်းသားတွေကလည်းရှုံးပြီလို့တက်ဆချင်ပါတော့အီဆာကီတီအောင်ဘောလုံးလမ်းကိုကျူးတည်နေရကြောင်းအချိန်ကြီးရောက်လာက ဘောလုံးကိုဖျက်လုခဲ့ပြီးဒီနတေးအမတ်ကိုတူကိုတိုင်းလာဆုံးပြတ်မယ်လို့ပြောလိုက်ပါတယ်။ရလာတဲ့ဘောလုံးကိုတေပလက်ကတိုက်စစ်စားခဲ့ပြီးရှေ့တန်းမှာကိုကံရတဲ့ဘောလုံးကိုတခြားသူပေးတာဟာအမားဖြစ်ပြီးတူကိုတိုင်းကြုံတွေ့လိုက်ရတာကြောင့်ဒါဟာတိုက်စစ်သမားတွေရဲ့အမားဖြစ်တယ်ဆိုတာအီဆာကီစီတွားခဲ့ပါတယ်။ရှေ့တန်းမှာရှိတဲ့အိုမီကာမီကတားလိုက်ပြီးပြီးမှရှိတဲ့ဘန်ချူရာကိုထည့်ပေးလိုက်တာ။တစ်ဖက်ဂိုးတို့အလီခေါလုကဆွဲတက်သွားပြီးဝမ်တေးရဲ့ကစားသမားတွေရတယ်။တဲတဲ့နောက်ကလေလိုက်လုခဲ့ပြင်မယ်။ဂိုးရဲ့တစ်ဖက်တစ်ချက်မှာသူ့အတင်းသားတွေကရောက်နေတာကိုမြင်တော့ လမ်းလေပေးလိုက်ပြီးခေါင်းထားပို့လို့ခဲ့ပေမဲ့အချိန်နှဲရတာကြောင့်အနေငယ်လွှဲထားခဲ့ပေမဲ့အစကတည်းကအမတ်တကယ်ပေးကျင်တဲ့သူကဘဘာဟာရူးမဟုတ်ပဲနောက်ကလေတည်တက်လာတဲ့အီဆာကီဖြစ်လေပြီးနောက်သားကလေခြေတော်ကိုတက်သွားတဲ့အီဆာကီကိုအတင်းသားတွေကအံ့ဩသွားပြီးအီဆာကီရှေ့ရောက်လာတဲ့ဘောလုံးကိုထိလိုက်ပြီးအောင်းလွင်းရှေ့မှာကူးသွားခဲ့ပြီးဇန်တေးဗန်အနိုင်ကွင်းရလာပြီးအီဆာကီဂျေဆုကြောင့်ဝါယတေးကိုနှုတ်တော်နဲ့အနိုင်ရလို့ပျော်နေခဲ့ပါတယ်ရှုံးကလည်းနီကိုစီကိုတွားခဲ့ပြီးအထက်အတင်းရှုံးတော်ကိုကြည့်ပြီး ီစာကြီးစိတ်ထဲမှာတစ်ခုခုကိုခံစားနေခဲ့ရပြီအဲ့ဒါပျော်ရွှင်တဲ့ခံစားချက်ဆိုတာကိုနားလည်သွားခဲ့ပါတယ်တစ်ဖက်လူရဲ့ရှုံးနေမှုကတူတူကိုပျော်ရွှင်စေခဲ့ပြီးစာကြီးတယောက်ပြောင်းလဲသွားတာကိုအဲကောကထိတ်ချုပ်ခံရတယ်ကြည်လင်ခဲ့ပါတယ်အဲ့တော့ကစားမဲ့ပြီးတော့တဲ့နောက်ပါတော့နေ့တည်းစာကိုအထူးစားခဲ့ကြပြီးအတွဲညီညီခံစားခဲ့တာကြောင့်အတင်းသားတွေဟာလည်းပိုဆီးလို့လာခဲ့ပြီးရှုံးမဲ့ခြင်းတွေကလည်းတည်တင်ပေးခဲ့တာကြောင့်ဒီစကီကိုလည်းအတင်းသားတွေကကျေးဇူးတင်နေကြပါတယ်။နောက်လာမယ့်ပွဲတွေမှာလည်းခုလိုခစားကြမယ်လို့ပြောလိုက်ပါတယ်။ လေးစင်ကပြင်ပထားတာကြောင့်အစ်ဆက်နားယူနေကြပါတယ်အစ်ဆက်ကတည်းကအိမ်မပြောတော့ TV ကြည့်မယ်ဆိုပြီးအခန်းပြန်ထွက်ခဲ့ရသူ့လိုပဲအိမ်မပြောတဲ့ခေါင်းလေးကလည်းလေးစင်ကစားပွဲကိုကြည့်နေပြီးခေါင်းတွေတစ်ခုခုကိုဆိုးရင်ပြီးဆေးတဲ့ကြနေတာကိုအစ်ဆက်ကတတိထားမိခဲ့ပါတယ်ဘာလို့ဆိုးရင်နေတာလဲမေးတော့သူဟာဒီလိုမလန်ခင်အကြောင်းတွေကိုပြန်ပြောပြခဲ့ပါတယ်ကြောင်းပွဲရက်ွက်ပွဲတွေမှာကစားခဲ့ပြီးဘူးကတရားကြောင်းနောက်တစ်ခါတော့တရားပြရခဲ့ရင်သူပြန်လို့တဲ့ဘောလုံးကိုကစားခွင့်ရတော့မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ် အဲဒါကြောင့်ခေါင်းလေးဟာအရင်ပွဲတွေတုန်းကအထိုက်လဲတယ်။လောက်တန်းနဲ့ဂိုဓမားနေရတာခစားခဲ့ပြီးခုလိုအလိုက်ရလိုစိတ်ပြစ်ထန်တဲ့အစ္စကီကိုမြင်လာကြောင်းဒီကနေလာထထားကျင်တယ်လို့ပြောလိုက်ပါတယ်။ခေါင်းလေးကအပိစကားပြောလို့ခဲ့ပေမဲ့လူလိုက်ကကုစိတ်နဲ့မတူဘူးဆိုတာကိုအစ္စကီတိောက်နားလည်သွားခဲ့ပါတယ်။အဲတော့မှတော့အေကူကမျိုးစုနေရင်သူတို့တော့တရှင်ပြန်ရမှာကအချင်းချင်းဘလူဖြစ်ပြီးအစ်စ်တက်လာတာနဲ့အမျှပိုခက်ခဲလာမယ်လို့ပြောလိုက်ပါတယ်။အရင်ပွဲတွေတုန်းကဂူးရောင်ဖန်တီးပေးတဲ့အစ္စကီကိုလည်းတင်းရင်ဝအတင်းကောက်ဆောင်ပြေခန့်လာပြီး အားလုံးရဲ့အစ်စ်လေးကလည်းပြောင်းလဲသွားပြီးအစ်စက်ကြီးကတော့အားလုံးရဲ့ထိတ်ဆုံးကိုရောက်သွားခဲ့ပါတယ်။ကိုရဲ့အရင်ရှင်းလေးကိုမရှိဘဲလေးရမှာဖြစ်ဖြစ်ထိုးထိုးတာပေါ့အစ်စ်လေးဖြစ်အောင်လှောက်ထားမယ်ပြောပြီးအားလုံးနားလည်သွားအောင်အဇေဒီနာကောက်ဆောင်ဒီယိုနမစီကိုဥပမာထားပြီးသူ့ရဲ့အလေးခောက်စကေးကတစ်ဖက်အတင်းသားတွေရဲ့အိမ်မဆိုးဖြစ်ပြီးသူ့စီကလည်းလို့ဖို့ဆိုရင်အလဲဆိုးလူ၃လောက်လောက်လူရတယ်လို့ပြောပြီးအဲ့ဒီလိုပဲကိုရဲ့စကေးတွေကတစ်ဖက်လူရဲ့အိမ်မဆိုးဖြစ်လာအောင်လက်ကျမယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့အစ်စက်ကြီးကစွဲကျင်လာတယ်ကြောက်စွာကောင်းအောင်ပြောနေဖို့ ကိုယ်တော့ပတ်ပြေးနေပြီအတင်းသားတွေကလည်းအစ္စခရီးနဲ့အတူပတ်ပြေးနေခဲ့ပြီအန်တီဟောင်းဆောင်ကြိုးစားပါတော့ကျွန်တော်တို့လည်းကြိုးစားရမယ်လို့ဘာစီလာကပြောလိုက်ပါတယ်ဘရူတော့တင်းပြောက်ခဲ့အရင်ကကျောင်းပွဲတွေမှာကစားခဲ့ရပြီဘရူမှလာမသိသေးတဲ့ကစားသမားဖြစ်ပြီးခုချိန်မှာတော့သူ့ကိုအားကျပြီးတော့ဟောနေလိုက်ပြေးနေတယ်စံပြဖို့ကိုကြည့်နေပါတယ်